အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေနေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖက်ပြမှာကတော့ size ဆရာဖိုးလာမင်းရေးသားထားတဲ့တယ်လီဖုန်းရာသများဆိုတဲ့ဝတ္ထုတွေကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြေချပါခင်ဗျာတယ်လီဖုန်းရာသများအသက်ကြီးလာချိန်တွင်တီးခန့်စိတ်ပို၍မွေးမြူရပါတော့သည်အဘိုးကြီးအားရှိအဲ့ဒီဖုန်းမဲ့ပို့နေတာပါလားဤဖို့ချောင်းမှာလည်းနည်းနည်းပါးပါးကူကက်ပြီးလောက်ပါအောင်တော့ ကျုပ်တယောက်တည်းတကုတ်ကုတ်ချက်နေရတာတော့အစီကံကြာနေရပဲကျွန်တော်နေစားတူဝါချားတော်စကားဖြစ်ပါသည်ဘလို့ပြောပြောဖုံးမပွတ်ပဲတော့မနေနိုင်ပါတီဖုံးဆောင်ဒီမှာအစပထမကစကားပြောရန်တက်တက်များတုံးရတော့ပစ္စည်းဖြစ်ပါသည်ယခုမူတယ်လီဖုန်းဒီဂိမ်းဆော့ဖို့ဓာတ်ပုံရိုက်ဖို့ Facebook ကြည့်ဖို့ရုပ်ရှင်ကြည့်ဖို့စသည်စသည်အများကြီးမှတကယ်အများကြီးသုံးနိုင်သောပစ္စည်းဖြစ်နေပါပြီ။ဟုတ်တာမဟုတ်တာအပထားလက်ထဲမှာဖြူဖြူမဲမဲ၄000တုံးကလေးတစ်ခုတည်း တေကိုမှမကင်နိုင်နေမဖြစ်တော့ပါလူတူတူမှာစွကြယ်ချိုင်းပြုတ်ဖြစ်နေရသလိုမလုံးမကြုံရှုတို့ရှန်တန်းရှက်ကိုရှက်ကန်နေအနေထိုင်ခဲ့လာသည်ထို့ကြောင့်လက်တော်အစာ၄000တုံးမဲမဲကလေးတစ်ခုကိုစွမိတ်ဖြစ်နေပြီးကန်လိုက်ရပါသည်ကိုထဲအတိတ်ကံကောင်းချသူတွေကတော့စွတ်ခိုက်ထားသောပန်းသီးအပက်ကိုကန်ကြသည် သူတို့ကောင်းခင်လေပိုမိသေးသလားမပြောတတ်ပါဒီလိုပန်းသီးကဘာမဆိုအကုန်ခိုင်းလို့ရတယ်ဗျာ ရွှေရောင်လေးတောင်တုံးကိုမြောက်ခါဝင့်ကနေတယောက်ကဆိုပါသည်။ငါထမင်းချက်ခိုင်းချင်တာကွာ။ခွပြောခြင်းမဟုတ်ပါ။ကျွန်ုပ်အဖိုးကြီးအင်ရှင်မမယ်ကြီးကိုခင်ဗျာချက်ရပြုတ်ရဒုက္ခများလာပါသည်ထို့ကြောင့်ကြွက်ကైပန်သည့်အပက်ကိုဘာမဆိုခိုင်းလို့ရလင်ထမင်းကလေးလောက်တော့ချက်ခိုင်းချင်ပါသည်ထမင်းချက်တက်တက်မြတာပါတိုးတော့ပင်မြင့်သစင်ဖြစ်တော့ထိုပန်သည့်ကိုတုံးခုရေမလန်းဝှက်လျာက ပေါ်ပေါ်တော်တော်ပြောဖြစ်ယုံများဝေခံရပါသည် ကျွန်တော်တို့ငငယ်မဆလာခေတုံးကဒါမျိုးတွေမရှိပါရှာရှာပပကျိုးဖုံးများဒါရှိသည်စပွဲတွင်ဖုံးများဒါရှိသည် စကားပြောုံတက်တဲ့အသုံးတက်တာလေးလေးကိုစပွဲပေါ်မှာတူတရတင်ပြီးပိတ်ဖြူပဝါကလေးအုပ်ထားရသည် စကားပြောလေလျင်ဖန်ခွက်လက်ကင်ကို ဖုံးခွက်လက်ကင်ကိုမှ အပေါက်ကလေးတွေထဲလက်ညှိုးထိုးထည့်ပြီးလက်ရသည် လက်ညှိုးကလေးငါးချောင်းလှုပ်လျင်အချစ်နှင့်စကားပြောရဤဟုရေခဲ့သည်ကိုဖက်ဖက်ပူပါသည်ထိုစဉ်ကတယ်လီဖုန်းကလည်းရှာရှာပပအစိုးရယုံဌာနတွင်စစ်ယုံတွင်မှတောင်းမှတလုံးတလေသာရှိကြသည်တခါကအဖြစ်ကလေးကိုမတ်မိသေးတော်သည်ထိုနေ့ကရုံးပရဲ့ကြီးစစ်ယုံမှကျွန်တော်တာဝန်မှုကျူတီကြပါသည်စစ်ယုံလုံခြုံရေးစောင့်ကြည့်ရသောတာဝန်ဖြစ်ပါသည်စစ်ယုံပိတ်ထားသည့်ပြည်မမဲရဲ့အလုပ်မရှိပါကျွန်တော်အေးလူလူဝိထုစာအုပ်တော်အုပ်ဖတ်နေပါသည် ထိုစဉ်အမျိုးသမီးခက်ရရွယ်တရားဂိတ်ပါဝါသို့ရောက်လာသည်အနီးအနားရက်ွက်ထဲမှဖြစ်ရန်ရှိသည်တတ်တတ်ရရဝစ်စားထားပါသည်တယ်လီဖုန်းတစ်ခါလောက်ဆက်ချင်လို့ပါဂိတ်ဝါလုံချုံရင်းမှုကိုပြောတဲ့ကျွန်တော်ကြားရ၏သူ့အတန်ကမေတ္တာရက်ခံတော်လေးတန်ဖြစ်သည်ဤသို့ပင်အနီးအနားရက်ွက်သားများကိစ္စချင်းငယ်ကိုဖုံးလာစေလေရှိပါသည်ရုံဖွင့်ရများမှမလာကြပါထိုစဉ်ကတယ်လီဖုန်းအငားစင်များမရှိသေးပါအမျိုးသမီးကဆောင်ရွက်အပိုင်းကလေးတစ်ခုမှရေးထားသော ဖုန်းနံပါတ်ကိုလုံခြုံရေးမှူးကပြသည်လုံခြုံရေးမှူးကနံပါတ်လက်ပြီးခေါ်ပြသည်ကဲရပြီပြောပြီးတော့အမျိုးသမီးလက်ထဲဖုန်းခွဲထည့်ပြလိုက်သည် ဟုတ်ကဲ့အမိတ်ရှိပါရှင်အမျိုးသမီးကသူ့အတန်ကလေးကိုလှပအောင်ပြုပြင်ပြီးပြောလေသည်မဟုတ်ဘူးလေခမ ्या ကပြောရမှာလုံခြုံမှူးကဝင်ရဖြောင့်ပြသည်ဟုတ်ကဲ့အမိတ်ရှိပါရှင်မဟုတ်ဘူးခမ ्या နာမည်ပြောပြီးရင်ပြောချင်တဲ့ကိစ္စကိုပြောလေခမ ्या ကဆက်တာလေးဗျာ မြို့သမီးကရှာကလေးတက်လက်ထွက်သွားလေ၏ထိုစဉ်ကအများသူကတယ်လီဖုန်းနှင့်ဤသို့ဤနယ်စိမ့်ခဲ့ကြပါသည်တယ်လီဖုန်းဆုံးလာကလည်းအခက်သားကလားတယောက်မျက်နှာတယောက်ကြည့်ပြီးပြောရတာမဟုတ်လေတော့အလွဲလဲချော်ချော်အများကြီးဖြစ်လေရှိပါသည်သူပြောလဲစမဆုံးခင်ကိုကဝင်ပြောမိတာဘေးကတယောက်ကိုချားဖောက်ပြီးပြောလိုက်လို့အကောက်ယူလွဲတာစသည်ဖြင့်လွဲရည်မဆုံးနိုင်ကြပါတယ်လီဖုန်းပေါ်ကစမှာတော့အလွဲကတစ်မျိုးဖြစ်လာကြ၏ တခါကယုံတက်နေတော့ကျွန်တော်တငယ်ချင်းထံသို့သူ့အမိကဖုန်းဆက်သည်ညနေရုံစင်းလျင်သူ့အတွက်ငပြောသည်ဝင်လာရင်မလိုရင်းဖြစ်ပါသည်ဖုန်းလိုင်းကမိတစ်ချက်မမိတစ်ချက်ဖြစ်ရာကပြတ်သွားသည် အမေကြီးကထက်ခေါ်သည်မရတော့ဆက်သွယ်မှုအရိယာပြင်ပါဖြစ်သွားတော့သည်တငယ်ချင်းကလည်းသူ့အမိငပြောသည်မှလာတိပီဖြစ်ပြီးပြတ်မဆက်တော့ရုံဝင်စင်းမှာငပြောသည်ဝယ်ပြီးပြန်သွားသည်ဖီးချန်းကောင်းပေဆိုတာဝယ်သွားသည် အမေဝင်းသွားသွားဝန်းတာသွားပြီးရော့ တို့တော်အမေကြီးထင်သလားဝမ်းမသာနိုင်ရှာဟဲ့နေပါအောင်နေခင်ကနေ့စီဖုံးဆက်ရင်ပြတ်သွားလို့ပြန်ဆက်တော့နေ့ဖုံးမှာဘဲကမိမကဝင်ပြောရတာလေဟဲ့ဘာပြောလို့လဲအမေဆက်သွယ်မှုဧရိယာပြင်ပါရောက်နေတဲ့တော့ဒါနဲ့ငါကဟဲ့နေပါအောင်ငါသားနဲ့ငါခုလေးတင်ပြောနေသေးတာညီရဘာကိစ္စဝင်ရှုပ်တာလဲဆိုတော့ကောင်းကောင်းပြန်မပြောဘူးကလမလာမဆုံနိုင်ဘူးကလားလူတွေလည်းပလစ်ပလစ်ပြောတာပဲတငယ်ချင်းခင်ဗျာ လိပ်ပတ်လဲအောင်မင်းနဲ့ရှင်းပြလိုက်ရသည်ယနေ့ခင်းတယ်လီဖုန်းကိုအမြောင်များတုံးနေချသောအချိန်မှာကထိုအဖြစ်ပြများသည်တနည်းတစ်ပုံစမ်းသစ်မှုမရှိတော့ပါတရက်ကျွန်တော်ဖုန်းမီရနှထောင်းလိုက်ရဆရာကျွန်တော်ပါဟုဆိုလေအတန်မကျက်မိသဖြင့်အဘဲကျွန်တော်မှန်းကျွန်တော်မသိပါကိုတိုင်ကလည်းအကြောင်းဆရာလုတ်ခဲ့ဘူးတော့တပည့်အများထက်ကတယောက်ယောက်ဖြစ်ပါလိမ့်မည်အေးကွာပြော ။ဆရာဆွရတယ်ဆရာအခုလေးနေမယ်အစည်းအဝေးဆုံးဖြတ်တာ။ကျွန်တော်အခုနေပြည်တော်ကဆက်နေတာပါဆရာ။ဟုတ်လား။ခုဆက်တာဘသူပါလဲ။ဆရာတကြီးလေးဆရာရဲ့တကြီးအတန်တော့မမတ်မိတ်တော့ဘူးလားဆရာရဲ့။ဒီနေ့စုတွေကထိုက်ထိုက်တတန်ပြီးမဆရာရဲ့။ဆရာတော့ထော်ပြီ။သူကပြောရှင်းစွာပြင်ဆက်ပြောနေပါသည်။ကျွန်တော်တပည့်များတွင်တကြီးများမကမြုပ်ပိုင်လည်းမရှိ။စိန်ကောင်းမှမရှိပါဒီမှာဖုံးမနေပြီထင်တယ် ဟဲဟဲဆရာက ကျွေးရမှာဆိုလို့လားဆရာပြေလို့မလွတ်ပါဘူးဗျာစုငွေကကျွန်တော်တို့ယုံမှာထုတ်ရမှာမနေ့ပြန်တပတ်ဆိုရင်ဆရာစီကိုတရားဝင်အကြောင်းကြားစာရောက်လာပါလိမ့်မယ်ဒါပဲနော်ဆရာအခုညွန်ချုပ်ခေါ်နေလို့ဖုံးချသွားလိမ့်ဤကျွန်တော်မှမဆက်တန်ငန်ချန်ခဲ့ပါသည်ဘာစုပါလဲအမျိုးသားစာပေစုများလားမြက်ကစင်းထဲမှာတောက်တီတောက်တဲ့ရေးတဲ့သူကိုတော့အမျိုးသားစာပေစုမပေးတန်ရထို့ညကျွန်တော်တော်တော်နဲ့အိတ်မပြောပါကိုလိုရက်တွေထဲမှာစုရနိုင်လောက်တာဘာရှိပါလဲ တော်လန်ရေးတုန်းကလည်းကိုမမွေးသေးဒူရာတန်းတာလည်းမမဲရရမရှိရေပေးလည်းမလိုက်ဖြင့်ဖြားနေလိုပါမောင်မင်းကြီးသားသူပြန်ခေါ်ပြီးမေးရမှာကလည်းသူဆက်တော်ဖုန်းမှာနေပြီးတော့ရုံဖုံးဖြစ်နေသည်ဝင်းကြီးရုံဖုံးတို့ဆက်ပြီးတကြီးခေါ်ပြီးပါဘူးပြောလို့လဲမရှိလျော်ပါချင်တိုးနေသူပြောသည့်တရားဝင်အကြောင်းကြားစာကိုမျော်ရင်းမျော်ရင်းတပတ်ဆက်ရကြားသွားပါသည်ဘာမှမလာပါထွေခါကြမှာဖုံးမာတာဖြစ်ပါမည်ဟုစိတ်တုံတုံချလိုက်ရပါသည် နောက်တစ်ချိန်မှာတော့ဖုံမားခေါ်သူကအထက်စီးနေပြောပါသည်တောင်ဘက်အရာငပြူဖြော်ခေါ်ပြစမ်းပါကျွန်တော်တောင်ဘက်တွင်အိမ်မရှိပါ ခလေးများဘလုံးကန်ကြသည်ကွက်လက်သာရှိပါသည်ကွက်လက်ဤဟိုဘက်မှာကဓမ္မယုံအတောင်ဘက်မှာကအိမ်လည်းမရှိငပြူလည်းမရှိပါလားမားနေပြီထင်တယ်တိတယ်တိတယ်ဒီလိုအချိုးတွေမျိုးကြီးတို့ကပောက်ပြီးသားတော့အဲ့ဒီမအေးဘေးငပြူကိုပြောလိုက်စမ်းပါဒီလိုရှောင်နေလို့လွတ်ယုံလာကွာမျိုးကြီးတဲ့အရေကုန်စုပ်ပြင်မယ်ကိုကပြန်ပြန်တောင်းပန်ရမိခင်စိုက်သွားသည် ။တခါမားသူကတော့တစ်ဖက်လူထူးတာကိုပင်မဆောက်။မြမလေးရေပတိန်နောက်ဆုံးကမှလက်မှတ်ကလေးနှစ်ဆောင်တော့ဖြတ်ထားပြပါလားကွယ်။နေရာကောင်းလေးနော်။မြမလေးရလိမ့်မှာပါတယ်။မဟုတ်ရခင်မဲတဲ့။ကားခင်မဟုတ်ကြောင်းပြန်ပြောတော့မှ sorry sorry တဲ့။တယ်လီဖုန်းရသများကပြောရကုန်နိုင်ပေရာမရှိပါ။အခုတလောဒုက္ခပေးသူများမှနံပါတ်2ရောင်းသူများဖြစ်သည်။အကိုအခုကင်နေတဲ့ဖုန်းနဲ့နောက်ကနန်းတွေတူတဲ့ already phone ကအစ်စ်မြမတို့လက်ထက်မှာရှိနေပါတယ်စိတ်ဝင်စားရဲဆိုရင်အိမ်ရောက်စေးအရင်ပို့ပေးပါမယ် ရောင်းစရာ2000ပါအစချီရင်ဆက်လာ၏တစိမ့်တကာမဟုတ်အချင်းချင်းတကားတလီနေလည်နေခင်တရေးအိတ်နေလုံးဖုံးကက်ရောင်းချင်သူပါဆက်၏အလွန်အမတန်စိတ်တူစရာကောင်းပါသည်မိမိနှုတ်မှပြုတ်တော့ဝါစာမထွက်ရဲသောကြောင့်ထိုသူများအတင့်ရဲသည်များဘုံခံနေရသည်ထိုဖုံးကက်ရောင်းသူများမှာတကားတကားမြောက်ကြသည်တကားတကားမိမသည်ဖြစ်သည်မဝဲလိုပါနောင်မှမဆက်ပါနေဟုတောင်းပန်၍လည်းမရချေတစ်ဖက်သားကိုအနောက်ရှက်ပြီးရောက်မည်လားဟုစဉ်းစားချဖို့မပေါ်ပါကိုရောင်းရဖို့ပဲကြိကြသည် ။အော်ဒုက္ခဒုက္ခ။တယ်လီဖုန်းဤဒုက္ခသည်မွေးရပါဖြစ်သည်။မွေးဆိုအသိန်း20လောက်ကုန်ပြီးမှလက်ထက်ရောက်လာခြင်းဖြစ်သည်။နောက်ဆက်ဒုက္ခကဟမ်းဆက်။ဆက်ဆခြင်းလုံးကခလုံးနှိပ်တာကလေးဖြစ်သည်။နောက်တော့ပို့ရတာတွေပေါ်လာသည်။အများသူကပို့နေချခြင်းမှာကိုကနေနေရသည်မှာမဟန်။ထို့ကြောင့်ပို့ရတာကို ဝေရပြန်သည်။အကောင်းစားကြီးမဟုတ်ပါတရုတ်ပေါ်ပေါ်တော်တော်ကလန်လန်ကဆိုရင်ဘာသိစိတ်မဲမသိနိုင်တာများပါသည်လူချင်းတူပေမဲ့ခံအချိုးပေးခြင်းမတူတတ်တယ်မှာအမှန်မြင်ဖြစ်သည် ကျွန်တော်မှာတရုတ်ခက်ညံ့ညံ့ကိုပို့နေရချိန်တွင်အိမ်ကမေကြီးကိုကတော့ကြွက်ကြိုက်ပန်းသီးကန်ရလေ။ရှက်ဝင်းနေသမီးကအမိအတွဲဟူခေါင်းတက်ရေဝယ်ပေးလိုက်သဖြင့်ကျွန်ုပ်နဲ့မဆိုင်ချမဆိုင်ပါချင်။မဆိုင်သမျှဖုံးကိုဖွင့်ရပေမရ။မေမင်းကြီးမှလက်ဝေပြလိုက်မှဖုံးကဖွင့်သည်။ထို့ကြောင့်မလဲမကမ်းမှသာငင်းနေရသည်။ဟေးဒီမဲကြားလာကြားလာလုံမနေနဲ့။ငါကပန်းသီး7 plan နဲ့ပြောနေတာ။နင့်ဘက်ကလိုင်းမမိတာဖြစ်မယ်။နေရာရွှေ့ကြည့်ပါလား။ ကောင်းငင်လေသည်ပေပေါင်း2500အထက်ကဖြစ်လေ၏။တရက်ဖုန်းဆိုင်မှာငွေဖြစ်ကဲသွားသွင်းပြီးပြန်လာမှာတော့မဲကြီးရောဖုန်းအတန်ပြောင်းလာ၏။အရင်ကဖုန်းလာရင်ဒုံးချက်ချက်ဒုံးချက်ချက်မိနေရကအခုမြအနန္ဒာနေညညိုရစ်ခါတန်းတော့ရွှေမန်းတောင်ရီအတူတူကိုမဲဖြစ်လာပါသည်။ဖုန်းလာရင်တကြံအကပဲထကရမလို့ရိုးရိုးရဖြစ်ရပြန်သည်။ဤလဲတဒုက္ခပါ။ဒီရက်ပိုင်းမှာနောက်ဆုံးပေါ်ဒုက္ခရောက်ရှိလာပြန်ပါသည်။တယ်လီဖုန်းသုံးဆွဲသူများမှတ်ပုံတင်ရသောကိစ္စဖြစ်သည်။ ျွန်တော်တို့ဖုန်းကတ်တွေကတဆင့်ဝယ်ထားရတာတွေဖြစ်လေတော့ကို့အမိပေါင်မဟုတ်ပါလက်ဝယ်ရှိသူကမက်ပုံတရားမီဖြစ်တဲ့ဖြင့် MPD ယုံသူကိုတွားချရပါသည် MPD ယုံတွင်လူငယ်လူရွယ်များအားအဘိုးနှင့်မယ်ကြီးတို့တူတူဝဝဖြင့်ကို့အလေရောက်လာကြသည်အိနီယာရင်မယ်ကြီးတို့ကိုဦးစားပေးရမဖြစ်ပါရှုံးလုံးနီးလှုပ်ဟန်တွေဆိုတာမသိလျင်ခက်သည်ထို့ကြောင့်မယ်ကြီးတို့နမူနာရစိန်တော့ငါကျွန်တော်ကဦးဆောင်ပြီးရှေ့ရဝင်လောက်ပါသည်ကောင်တာစီးမကိုမက်ပုံတင်မိတ်တူပေးရသည် ဖုန်းနံပါတ်ပြောရသည်မပုံတီမိတ်တူပေါ်မှာဖုန်းနံပါတ်ကိုရေးမှတ်သည်ထို့နောက်စီးရင်မကသူ့စပွဲပေါ်ရှိဟန်ဖုန်းဖြင့်ကျွန်တော်ကိုနံပါတ်ကိုနှိပ်၍ခေါ်သည်မိလာသောအခါမကင်နဲ့မကင်နဲ့ဟုဆိုသည်ထို့နောက်အဲ့ဒီနံပါတ်ကိုပြန်ခေါ်လိုက်ပါဟုဆိုပြန်သည်ကျွန်တော်ဖုန်းကိုပို့၍ခုနကခေါ်သောဖုန်းကိုပြန်ခေါ်လိုက်ပါသည်စပွဲဖို့ကဖုန်းမိလေ။အော်ဒီလိုကိုအပြန်အလှန်စစ်ကြည့်သည့်သဘောဟုကျွန်တော်နားလိုက်လိုက်ပါသည်ဖုန်းချလိုက်ပါဟုစီးရင်မကပြောသည် ကျွန်တော်ဒီလက်ထက်ကဖုန်းကိုစီးမရှိစပွဲပေါ်သို့ချပစ်လိုက်ပါသည်အနည်းရှိမေကြီးဦးကဆာ၍ဝိုင်းနေသောမိန်းကလေးတက်တိုင်ခခုခိခိရှိကြလေ၏ကျွန်တော်ဗမာမဘာတနီစီးမ၏ဖုန်းကဆက်မိနေသေးပင် သူကကျွန်တော်ဖုန်းကိုလမ်းပုတ်ပြီးနှိပ်လိုက်တော့မှအတန်တိတ်သွားသည်အော်ပေါက်ပြီဒါကြောင့်ကို MD ရုံးတွင်ထုံမြနှင့်ကိစ္စပြက်ခဲ့တော့လေမေကြီးဦးကတတ်တော်နှင့်မပြီးပြက်နိုင်ပါချေအပြန်လမ်းမှာလဲရီလို့မပြီးနိုင် အရောက်တော့လဲတွေးတွေးပြီးတခိခိကြီးတော့ ဟေးငါရိုးရိုးလေးတွေးတာကွာမြတ်စွာဘုရား ဟောထားတာလေမေတ္တာတုံမှာဥစုစရိုးသားဖြောက်မဲ့ရာဤတဲ့ရိုးလုံးတော့အာရချသွားတာပေါ့လေကျွန်တော်အညက်မခံပါမေတ္တာတုံကိုပင်ကိုးကားလိုက်ပါသေးသည်မေကြီးတို့ဒီကိုရန်ဟာယုံနေအာမရတမိထံဖုံးဆက်၍အဖဤရိုးသားဘုံကိုအမွန်းကျင်လျက်တားမိနေရောက်ဟားကြသည်သည်နေနေအောင်မင်းကြီးမကျွန်တော်အကြကြမဆောက်လိုက်ရပါမကြမီတရင်ချွန်လာပြင်းတွေတို့ရောက်လာပါသည် အိမ်အင်းဤရှိဓမာယုံသည်နရက်လောက်ကြိုပြီးအတန်ချက်ဆက်ပြီးဆောပါသည်တရင်ကျွန်းလာပြင်းနေမြတ်စွာဘုရားတော်ရင်သာမှပြန်ချွလာသောနေ့အဘိဓမ္မာအခါတော်နေ့ဓမာယုံ၌ဥပုသီလစောက်တည်ရန်ဖိတ်ကြားနှိုးဆော်ပါသည်ဂိုင်းအဖိုးကြီးဥပုဆောက်သွားကြပါစို့လားမေကြီးယိုကဆုပြတ်ထားပြီးသောလေးတံဖြင့်ပြော၏မလိုက်လို့မဖြစ်ပါသူဥပုဆောက်ပြီးထမင်းမချက်လျင်အဘိုးငှက်မဲ့အတူတူဥပုဆောက်လိုက်ပါတော့သည်တဖန်အိနိုင်နာချင်းမှအဖိုးကြီးအမေကြီးတွေများသည် ဖြတ်သွားဖြက်လာတွေ့ဥပုပ်ရသလားဘလားမေးလျင်ဖြေရခက်သည်မအားလိုပါပြောရအောင်ကလည်းမိမိမှာဘာအလုပ်မှမရှိ ထို့ကြောင့်ဥပုပ်ဆောင်လိုက်ရန်သဘောတူလိုက်ပါသည်တရင်ဆွန်လာပြည့်နေနေနဲ့ခင်းတွင်ဓမ္မယုံကချွေးမွေးသောချာဆန်ဟင်းကားနှင့်ကော်ဖီမုတ်ပဲသရီစာတို့ကိုစားသုံးချပြီးဆရာတော်ဖျားကြွလာသောအခါတီလာယူချပါသည်အမျိုးသားတကန်အမျိုးသမီးတကန်နေရာခွဲထိုင်ချရပါသည်အမျိုးသားတိတ်မရှိပါ၁၄900လောက်ပဲရှိမည်အမျိုးသမီးအင်အားတော်တော်များ၏ 40ကျော်50ရှိမိ။ဒါကြောင့်နှစ်ပြီမှာနှစ်သမီးများလာဖြစ်လေသလားဟုတွေးမိသည်။နှစ်သမီးလောင်းလျာများသည့်နောက်ခါအထောက်အထားပြန့်နိုင်ရန်အလိုငါ၎င်းမိမိမျက်မှောက်ယခုမျက်မှောက်၌မိမိတို့၏ပန်းသည့်များကြောက်တင်မှုများကိုထုတ်သုံးရန်အလိုငါ၎င်းတက်ချက်ချက်တစ်ဖက်ဖြင့်ထပ်ပုံရိုက်ချကုန်၏။အချို့ကဂိုင်းတန်ချင်းများထုတ်ပြီး selfie 15ပြီးဆွဲချ၏။ထိုအထက်မှာကျွန်ုပ်၏မဲကြီးကိုလည်းပါဝင်ဆင်နွှဲလေ၏။7 plan hamster လက်နှင့်မကွာဆိုသလိုပင်အများဩခါသကြတော့မှ ဟန်ဆက်တွေအိတ်ထဲပြန်ထည့်ကြသည်။သီလယူစားရေးတဝက်တစ်ပြည့်ဝိကလာဘောဇနာအပြီးမြစ်ဆာဂီတာဆာကနီးတွင်ညနန္ဒာနေညိုညိုရစ်ခါတန်းတော်ဆာရီမိလေ၏။ဥပုသည်များခေါင်းထောင်ကြလေ၏။လက်ကြည့်လိုက်တော့မကြီးကိုပြနေသည်။လက်ကန်အိတ်ထဲကဖုန်းကုန်မီမနှဲထုတ်ပါသည်။ဖုန်းတံကပူကျဲလာသည်။မကြီးကိုဖုန်းကိုပို့သည်။သို့တော်ညနန္ဒာကမရက်။နောင်တကြော့ပင်ကြော့နေသည်။ဆရာတော်ကဝိကလာမှာရက်ထားသည်။ဖုန်းကမိစေ အဘိုးကြီးလောက်ပေါင်းကျွန်တော်ကလည်းနေရာကရုတ်တရက်ထလို့မရပါဒူးတုတ်ထိုင်နေတာကြည်ရတော့အောက်ပိုင်းကချုပ်ထားတယ်လို့ဖြစ်နေသည်ထိုးစင်ဓမ္မယုံခဘက်ကလူငယ်လေးတယောက်ထထသွားပြီးပြစ်လိုက်တော့မှညနန္ဒာရက်သွားလေသည်ထွေခါမဆိုင်တီလာယူချရ၏ဂိုင်မက်ကရော့ကျွန်တော်ကဟားခဲ့တော့မယ်ကြီးကိုခုတော့မျက်နာစည်းပဲလောက်များမကြည့်တော့ပါချင်ထိုနေ့ကဥပုပ်ကြီးနေမို့ကျွန်တော်မဟားခဲ့ရပါတမီးကလည်းသူ့အမေဖက်သားပြည့်ရကျွန်တော်မပြောတာပါယခုမှအားရပါရဖွင့်ချလိုက်ပါသည်မက်ပီကရော့ ပန်ဒီ7 play ဖူလာမီဆက်လက်ဖက်ပြမှာတော့လေးသူဆန်ရေးသားထားတဲ့အလွမ်းဆွတ်ဆွတ်ပန်းဆွတ်တဲ့ပွဲဆိုတဲ့ဝတ္ထုတို့လေးကိုဖက်ပြမှာဖြစ်ပါတယ်ဆက်လက်နားဆင်ပေးကြပါခင်ဗျာအလွမ်းဆွတ်ဆွတ်ပန်းဆွတ်တဲ့ပွဲအိုးပူလိုက်တာနော်မိုးရေမြန်မြန်ရွာပါတော့မိုးဆက်တွေအောက်မှာလမ်းလျှောက်ရတာကိုပျော်တယ်မော့ထားတဲ့မျက်နှာပေါ်ကိုခုံပေါက်ဆင်းလာတဲ့မိုးဆက်တွေကိုချစ်တယ် မိုးရီအောက်မှာဖြူပွေးလှပမွေးပြန့်စွာပွင့်လာခဲ့ကြတဲ့စပယ်ပန်းလေးတွေကိုလည်းချစ်တယ်။စပယ်ဆိုတဲ့အတန်ကိုချလိုက်ရတာနဲ့မြင်လိုက်ရတာနဲ့ကိုပဲဇင်းထဲမှာလိုက်ခနဲခန်းစားနေရစေ။အေးမီကိုယ်တိုင်ခူးဆွပြီးစိတ်ရှိရှိနဲ့ကိုယ်တိုင်တည်ကုန်းထားတဲ့စပယ်ပန်းကုန်းတုတ်တုတ်ကြီးကိုပြေးပြိုင်ပွဲမှာပန်းဆွဲအနံ့ယူခဲ့တဲ့သူ့လယ်ဘင်းမှာကိုယ်တိုင်ပန်းကုန်းဆွခွင့်မရလို့ဦးလေးအငယ်ကို အရက်ဖိုးပေးပြီးစီစဉ်ခန်းခဲ့ရတဲ့အဖြစ်ကိုလည်းအမှတ်ရနေစေ။သူ့ သူရောတတိမရပါလေစားမလေးရှားမှာအဆင်ပြေပါရဲ့လားအဲ့ဒီမှာစပယ်ပင်တွေရောရှိပါမလားစပယ်ပန်းတွေရှိခဲ့မြင်ခဲ့ရင်လဲငါလိုများတတိရပါရဲ့လားငါကသာတတိရနေရတာလားရှုံးနေပြီလားအဲ့ဒီအရှုံးကိုငါချင်းနဲ့စွာခံယူပါမယ်ကိုရင်မောင်ကြီးပြေးလွှားလှူရှားကြရမှာထမင်းနဲ့မှန်ရတဲ့ခစ်ချီဖြစ်လို့အမြဲတမ်းတတိမရနိုင်ပေမဲ့ဟော်ဒီလိုမဟုတ်ဦးချခါနီးတဲ့အချိန်နေုံမိုးသေးမျက်သားမူးတဲ့အခုအချိန်မျိုးဆို နင့်ကိုရောပန်းပြေးပွဲတွေကိုရောတငယ်ချင်းတွေကိုရောလင်းလုံးပင်ဆိုတဲ့ငှစာတီရွာလေးကိုရောဆွေမျိုးတွေကိုရောအားလုံးကိုတတိယရတယ်။လွမ်းဆွတ်တယ်လွမ်းဆွတ်တယ်ဟဲ့။ပန်းပြေးပွဲပန်းဆွတ်ပွဲပန်းဆွဲတော်လိုက်တာဆိုစတဲ့အတုံးအနှုံးစကလုံးတွေကငါတို့ဒေသတွေမှာပဲတုံးချပြောကြတာလားမသိနော်။ဘာဖြစ်လို့လဲဆိုတော့ဒီစကလုံးတွေကိုကြားရတဲ့လူတိုင်းကအံ့ဩကြတယ်နှစ်သက်ကြတယ်။အခုတန်ရာရေးရင်နဲ့ကိုပဲ ပန်းပြေးပွဲတွင်မှာပန်းဆွဲတော်တဲ့နှင်ကိုမြင်အောင်လာမိပြီရော။အော်တခါတုန်းကပေါ့လေ။အေမီတို့ရဲ့လေးလွန်းပင်ရွာနဲ့ဒနုပြူမြို့ကအေယာရီမြကြီးသာခြားပါတယ်။ရွာကမြကြီးရဲ့အရှိဘဲကမ်းမှာပေါ့။မြစ်ကြောင်တစ်လျှောက်ရွာတန်းရှိကြီးပါ။အခုလိုမိုးဦးချာချလေလုံငန်းခွေမဝင်ချချိန်လေးမှာရက်တလေရွာတလေအတိုင်း ပန်းပြေးပွဲအတွက်ပြင်ချဆင်ချပေးပြီဒီပွဲအတွက်မြစ်ကြောင်းတစ်လျှောက်ရှိရွာတိုင်းလူလူပင်ရင်ခုန်နေချရပြီမိမိရွာကပြိုင်သူကိုပဲနိုင်စေချင်တာကတဘာဝပင်ဒီပွဲကလည်းတစ်နှစ်မှတစ်ခါကျွမ်းဝဆုံရတာမဟုတ်ပါလားပန်းပြေးပွဲမှာတရွာနဲ့တရွာတန်ချရုံသာမဟုတ်မိမိရွာမှာပင်မြောက်ပိုင်းထောင်ပိုင်းအလဲပိုင်းတွေကမိမိအပိုင်းကလူကိုယ်သာအားပေးကြပြန်ချပါတယ်အေမီတို့အဖွဲ့ကရွာတောင်ပိုင်းကပါအေမီတို့ရဲ့တောင်ပိုင်းမှာအပြေးတန်တဲ့သူဆိုလို့ဖိုးကြီးတယောက်ပဲရှိပါတယ် တောင်ပိုင်းမှာဘသူနဲ့ပဲပြန်ပြန်ဖိုးရင်နိုင်စမြဲဆိုပေမဲ့အလဲပိုင်းမြောက်ပိုင်းတွေနဲ့ရှင်လိုက်ရင်ဖိုးရီမရည်နိုင်တော့ပါဘူးအမေပြီးခဲ့တဲ့တနေ့နှစ်နှစ်ကတော့ဖိုးရီချီတက်လာတာလင်းလုံးပင်တောင်ပိုင်းမြောက်ပိုင်းအလဲပိုင်းကပန်းပြေးပွဲရှင်လာသူတွေအားလုံးကိုပူဆွဲခဲ့တဲ့အမျိုးကောင်းသားကြီးပေါ့ဒါပေမဲ့ဇလုတ်ကြီးပါကတန်းဝင်းနဲ့ရှင်ပြီးပန်းဆွတာရှုံးပါလေရောတန်းဝင်းကနာတပြားနဲ့အနံ့ယူသွားတာကိုအေးမီတို့တရွာလုံးအခဲမကြေချပါဘူးဒီနေ့တော့ဒီတနယ်လုံးမှာ လင်းလုံးပင်ရွာသားဖိုးကြီးရဲ့ခေဖြစ်စီရမယ်တဲ့တို့တော့တို့တော့လဲပေါ့လေလင်းလုံးပင်ရွာရဲ့မြောက်ဘက်ကက်လျက်မှာတည်ရှိနေတဲ့ရွှေကញင်ပင်ရွာက ကိုရင်မောင်ရဲ့အမိကုံတည်င်းကဒီနေ့ပန်းပြေးပွဲတိုင်းမှာလို့လို့ပဲပန်းစွတ်တော်ရက်သူဆိုပြီးမွေးပြန်လာခဲ့ပါရောကိုရင်မောင်က အေးမီတို့နဲ့အเจ้าနေဖက်တငယ်ချင်းမှာတနုဘီအထက်တန်းအเจ้าတော်ကြီးမှာအတူတူပဲလေလူညိုထွားကြီးဆိုတဲ့တင်စားချက်က ကိုရင်မောင်ကိုညွန်းဆို့ခဲ့လေသလားလို့တိတ်တခိုးရှင်းခုံကြရတာကအေးမီတို့အဖြူပေါက်စာចောင်းသားចောင်းသူတွေပါပဲရှင်ကိုရင်မောင်ကចောင်းဆာမတော်တို့လို့အားကစားမှလည်းထူးချွန်သူလို့ဆိုရပါမယ်ចောင်းကဘလုံးအသိရဲ့ခေါင်းဆောင်ပါကျောင်းကပြုလုပ်တဲ့လွတ်လပ်ရေးအားကစားပွဲတွေမှာကိုရင်မောင်တို့အားပေးပြီးလက်ခုပ်တီးပေးခဲ့ကြရတာလက်ဖွားတွေတောင်နာလာလို့လေ။ပန်းပြေးပွဲကိုတော့ဒီနေ့ဆယ်တန်းဖြစ်ပြီးမှဝင်ပြိုင်ခဲ့တာပါ။ဘယ်တော့ကလေးကစိတ်ကြိုးစားလေ့ကျင့်ထားသလဲမသိ သူ့ရဲ့ရွှေကငင်ပင်ရွာမှာဖူဆွဲယုံသားမကပဲသွားပြိုင်တဲ့ရွာတိုင်းမှာပန်းစွတ်တော်ခဲ့တဲ့သူဖြစ်နေခဲ့ရပါပြီပြီးခဲ့တဲ့နှစ်တွေတုန်းကဘိုးမချားခဲ့တဲ့တန်းဝင်းကိုတော့အတားလေးအနိုင်ယူခဲ့တဲ့သူအဲ့လိုပန်းဆွဲတော်တဲ့သူနဲ့အေးမီတို့ရွာတောင်ပိုင်းကဖိုးကြီးကပြိုင်ဦးမှာတဲ့ကဲဘယ်နဲ့လောက်ရပါမလဲတော့ကိုရွာသားကိုပဲအားပေးရမှာတစ္ဆာတရားမဟုတ်လားဒါပေမဲ့အေးမီကကိုရင်မောင်ကိုပဲအားပေးချင်တာလေ อืมညာကူမဖြစ်မဲ့အေးမို့အေးမိကြံစမ်းကြံစမ်းအေးမိတို့ဒေတာပန်းပြေးပွဲက အလန်တရာပြေးတာနော်ထဲပြန်လန်းကိုနှစ်ယောက်ပြေးလန်းလှုပ်ထားပြီးတဦးနဲ့တဦးထဲချထားပါတယ်မဟုတ်ကြလေယာလုပ်ငန်းခွင်တို့မဝင်ကြခင် အခုလိုအချိန်အခါမျိုးမှာပန်းပြေးပွဲတွေကျင်းပခဲ့ကြတာဘယ်တော့ကလေးကလည်းမသိပါဘူးမေးလဲမမေးချိခဲ့ပါဘူးအေးမိတို့တနေ့လုံးမျောရတယ်ပွဲပျော်ရတယ်ပွဲပါ ကလေးတွေကကလေးတဘာဝနဲ့ပြောကြတယ်ကိုလူပြိုတွေကလည်းသူတို့ချိန်နေတဲ့အပြူမရှင်မှာပန်းစွန်အောင်ပွဲစဉ်ဖို့ကြိုးစားပြရမှာမို့ပြောကြတယ်အပြူမတွေကလည်းရင်ခုန်တန်းစင်နဲ့အတူလက်ခုပ်တီးအားပေးကြရမှာမို့ပြောနေကြတယ်လူကြီးတွေရော လူမကြီးတကြီးတွေရော သူတို့လောင်းထားတဲ့သူပန်းစွန်နိုင်ပါစေချောင်းပန်းဆွဲပွဲတော်ပါစေချောင်းမျှော်ကြပျော်ကြရင်တုံချရတဲ့ပွဲပါအခုခေတ်မှသာနှလုံးသုံးလုံးဘောလုံးတွေခေစားလာတာအေမီတို့ ရက်ရွာမှာကပန်းပြေးပြိုင်ပွဲဆိုအချီကြီးလောင်းကစားခစ်ကြတာဒီရွှေတကြက်သားကို1500ပဲရှိသေးတဲ့ခင်မအမေတို့ခင်မကိုပဲလောင်းချေး3000လောင်းတဲ့လူရှိပါတယ်တဲ့ဒိုင်းနဲ့စနစ်တကျကစားခစ်ကြတာပါဒိုင်းက30ကျပ်ကို10ပြားပြူပါတယ်ဒိုင်းနဲ့ကစားရတာကကိုနိုင်တဲ့အခါတိချာပေါငွေရတာပေါ့နော် ဖျားဆွဲနီးနဲ့ကစားရင်တော့ငွေရဖို့ကမသေးကြပါဘူးလေ။ဩလက်ဖျားဆွဲနီးဆိုတာကပန်းပြေးပွဲကိုကြည့်ရင်းနဲ့စိတ်ပါလာပြီးအချင်းချင်းလောင်းချီထက်ကြလာ။တိုင်းမပါဘူးပေါ့။ကြေးကြီးတဲ့အချီကြီးပွဲဆိုရင်စလုတ်ကြီးရွာမှာပဲပြုလုပ်ကြပါတယ်။မမ့်မိပါသေးရဲ့။ကိုကြီးနဲ့တံဝင်ပြိုင်ချတဲ့ပွဲတုန်းကပေါ့။လောင်ဝဲစားဝဒနာကြီးတဲ့ဘာထွေလာရဲ့အဖြစ်ကအခုတွေးမိအခုရည်ချင်နေတုန်းလေ။ဖိုးကြီးနဲ့တံဝင်ကခြေတူလို့တံဝင်ကနာတပြားနဲ့အနံ့ယူသွားတာမဟုတ်လား။ အွန်လိုင်းဆိုက်တူထားတဲ့ပန်းနိုင်ကိုနှုတ်ဦးစလုံးခြေတူရောက်သွားပြီးပန်းဆွနိုင်ကြပြီမဲ့တန်ဝင်းမှာနှာခေါင်းကချွန်တော်၈ရောက်ပါရောပါရီလာကဖိုးကြီးဘက်ကလောင်းထားတာဆိုလို့တော့ဖိုးကြီးနိုင်ပြီဆိုပြီးဖိုးကြီးကလို့ဂျွန်းထိုးပြီးអော်လိုက်တာစက်ခိုင်သွားလို့လေနာတပြားနဲ့တန်ဝင်းနိုင်သွားတယ်လေချင်ညာရော ဖိုးကြီးရဲ့နှာခေါင်းပြားကြီးကိုပဲလင်းလုံးပင်တရွာလုံးမျက်ဆောင်လေးစုပြုံရောက်ကုန်ထွက်တာပေါ့ဥလေးခေါ်တော့အဖြစ်ကဥလေးခေါ်တော့အဖြစ်ကလည်းတမျိုးအသက်ကြီးလို့ပန်းပြေးပွဲကိုဝင်မပြိုင်နိုင်ပေမဲ့ ူလောင်းကြီးထက်သားတဲ့သူနဲ့အတူသူ့ဘာလိုက်ပြေးတက်တော့မောနေပါရောလောင်းကြီးကလည်းရှုံပန်းပြေးပွဲပြီးသွားပြီးလို့ရက်အတန်ကြာတဲ့အထိစမြုပ်ပြန်ပြီးရှီမောချရတာကအေးမိလို့ရွာတလေပါပဲလောင်းကစားနဲ့ထွန်းတွဲနေပေမဲ့နေတလေရွာတလေဖြစ်လို့တတိတရာမျက်နှုံးနှစ်သက်နေစဲပါလေပိုပြီးတတိတရာဖြစ်ရတာမျက်နှုံးနှစ်သက်နေရတာကတော့အေးမိရဲ့နှလုံးသားကြီးရနဲ့ဆက်ဆက်နေပြန်ပါတယ်ကိုရင်မောင်နဲ့ဖိုးကြီးတို့ရဲ့ပြန်ပြေးပွဲမတိုင်ခင်တပတ်အလိုလောက်မှာပေါ့ ညကလေပြင်းဝစ်သွားလို့ channel ကတရက်ပင်တွေခင်ဗျာဂိုင်းတွေလည်းချိုးချအသီးတွေလည်းချွေချကုန်တယ်အဲ့အားနဲ့ရှင်လင်းပြင်းတရက်သီးတွေကောက်နေတော့စက်ကူစုံလင်းတစ်ခုကရှေ့မှာလာကြပါလိရောအော်ဘေးရခလီလေးတယောက်များစွန့်နေပါလိဆိုပြီးဘေဘီဝဲရကိုရှာကြည့်လိုက်တော့ခြံပြင်ဘက်မှာကိုရင်မောင်ရဲ့လေစက်ကူစုံကောက်ယူပြီးဖတ်ကြည့်ဖို့အမှုရာလောက်ပြနေတယ်ထူးဆန်းလိုက်တာဆိုပြီးစက်ကူစုံလေးကိုကောက်ယူဖြန့်ပြီးကြည့်လိုက်တဲ့အခါအေးမိကိုချစ်တယ် ပန်းပြေးပွဲမှာပန်းဆွတ်အနိုင်ယူပေးမယ်။အေမီရဲ့အဖေကစပယ်ပန်းကုံကိုလည်းပင်မှာဆွဲပြေးဖို့ပါပဲ။ချစ်သက်တဲ့စပယ်ပန်းကုံကိုမျောလင့်နေသူရှင်မောင်တဲ့။အိုးအိုးအေမီရှင်တွေကုံရှင်တွေတုံအရှက်တဲပြီးမရရဲလမ်းအကြီးမှာသူ့အပြုံးနဲ့ဆုံတွေ့လိုက်ရတယ်။အပြုံးတပြုံးနဲ့ချွေချပြီးတာနဲ့လက်ခနဲ့ထွက်ခွာသွားတဲ့စပိန်လေးနဲ့သူ့ကိုငေးကြည့်ချမ်းရစ်ခရင်ပြောင်းဆန်အောင်ခန်းစားသွားရတာကအေမီလေး။ ။အမိကလည်းရှက်ရှက်နဲ့ဝင်ခင်ရမယ်ဆိုရင်တရွာသားကိုရင်မောင်ကိုပဲအားပေးချင်နေတာ။ပန်ကုံဆွတ်ပေးချင်နေတာလေ။လူငယ်သမာဝအရာဒါမျိုးဆိုညံကပြပြီးသားဆိုလို့ဦးလေးအငယ်ကိုစီယုံရေးစင်အရက်ဖိုးပေးလို့အနိုင်ရသွားတဲ့သူလဲ့ပင်မှာစပယ်ပန်ကုံဆွတ်ခံရတယ်။အမိရဲ့စပယ်ပန်ကုံကိုလည်းအမာပားလိုက်ပါတယ်။ဂျာနဲ့ပဲ။ကြာခဲ့ပြီးဝေးခဲ့ဝေးခွာခဲ့ပြီးဖြစ်တဲ့အတိတ်တည်းနှိမ့်ညွန့်နေရတဲ့အရာသာကို အေးမိမှတ်မုံပါတယ်အခုချိန်မှာပြန်လည်မရနိုင်တော့တဲ့အမှုတွေတွေလို့တောင်တင်စားချင်ပါတယ်အဲ့ဒီခြေတုံးကငွေရမှုတွေပျော်ရွှင်မှုတွေရင်ခုန်မှုတွေကိုပြန်လည်မရနိုင်တော့ဘူးလေရှင်ခုန်တန်ဆင်တွေကိုတိခတ်ခဲ့တဲ့သူကလည်းဟိုးအဝင်းမှာအဝေးတဲ့တက္ကသိုလ်ကိုတက်နေရင်းနဲ့ဘိုးဘားပိုင်လေးရတွေကိုစွန့်ခွာပြီးမလေးရှားကိုထွက်သွားလေသူသူထွက်သွားချိန်ကအီမီပင်သူနာပြုတင်တဲ့မပြီးသေးပုတ်ကလိကဆေးရုံဆေးခန်းခစ်ပင်မို့တင်နေပြီးသွားချိန်မှာအီမီအတွက်အလောက်ကမရှား ိုရင်မောင်ကမလေးရှားကိုလိုက်ခဲ့ဖို့ခေါ်နေပြီးမဲ့အေးမိမလိုက်ခဲ့ပါမတွားခဲ့ပါတိုင်းပြည်ချစ်စိတ်တွေသူများတိုက်ပြည်မှာကျွန်ခံသွားတာတွေပါတွေကြီးကြီးကျယ်ကျယ်အေးမိမပြောတတ်ပါမိဘတွေမောင်နှမတွေဆွေမျိုးတွေတငယ်ချင်းတွေနဲ့ရွာကိုလွမ်းတာတတိယလိုက်တာနဲ့ချက်ချင်းပြေးသွားနိုင်တဲ့နေရာဒေသမှာပဲနေထိုင်ချင်တာကအေးမိစရင်အမှန်ပဲသို့တော့ရွာမှာအေးမိတို့လိုလူငယ်တွေတယောက်မှမရှိတော့ထိုင်းစင်ကာပူမလေးရှားအင်ဒိုနီးရှားဘရီယန်နိုင်ငံများသို့တအူးပြတအူးနီးအမျိုးမျိုးရောက်ရှိသွားကြပြီးရော သူတို့ရဲ့အကြောင်းပြချက်တွေကရွာမှာအလုံးမရှိတော့ပါဘူးတဲ့ဟုတ်ပါရဲ့စက်မှုလျာအသွင်ပြောင်းတဲ့ခစ်ဆိုနေတော့ထွန်ဆက်ရှိတဲ့ရိတ်သိမ်းချိလဲစက်တွေတုံးချပါလေစိုက်ဆက်ကိုတော့မကြိုက်လို့မတုံးချပါဘူးကျဲကင်းကိုပဲဆောင်ရွက်ချလေတော့ကောက်ဆိုင်သမားတွေမလို့တော့ဘူးလေနွားတကောင်ကို9သိန်းအထက်တန်မိုးရှိပါလေတိတ်ကောင်းတဲ့နွားဆိုတကောင်ကို17သိန်းကျော်လေဒီတော့လဲထွန်ဖို့လိုအပ်တဲ့နော်တရှင်းဆိုရင်လိုအပ်တဲ့ငွေက24သိန်းသိန်းအစိတ် စက်တံဘူကသိန်း20ဝန်းကျင်ဆိုတော့စက်တွေကသာပဲတုံးချလေတတိပေါ့နွားတွေရောင်းနိုင်ငံသားကိုထွက်ကြလူငယ်တွေမရှိကြလေတော့ပန်းပြေးပွဲကိုမချင်းပနိုင်တော့တာနှစ်တွေကြာပါပြီပေါ့ကွယ်။အော်မိုးရီညူလာပြီ။မိုးဆက်တွေနဲ့အတူစပယ်ပန်းတွေအစွမ်းကုန်ပွင့်ချပြီးတော့မီအေးမီရဲ့ဆွန့်ပြက်နေတဲ့အလန်းတွေလည်းစပယ်ပန်းတွေနဲ့အပြိုင်ပေါ့ကိုရင်မောင်ကြီး။ဒေသူဆန်း ခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲပြီးရင်အပေါင်းကင်းစင်ပြီးကိုယ့်ရဲ့ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာ